DVB Digital Fast စစ်မှုရန်အပတ်စဉ်73ကစပြီးစစ်မှုရန်တင်နန်းသားတွေကို drone ချိန်ခံနဲ့အစစ်မြစ်ဘာသာရပ်တွေကိုတင်ကြားပေးဖို့စစ်ကောင်စီကစီစဉ်နေတယ်လို့စစ်မှုရန်စင်ခုံရေးနဲ့နှိစက်သူတွေစီကသိရပါတယ်။ရှင်းတဲ့စစ်မြစ်မှာ drone ဤပညာကိုတွန်းကျဲစွာအသုံးပြုနိုင်ရေးနဲ့ drone တပ်ဖွဲ့တွေအတွက်တသားသိအင်အားဖြည့်နိုင်မှုရည်ရွယ်ထားတာလို့သိရပါတယ်။ drone တင်နန်းတွေကိုအရင်တည်းကပေးတာဒါပေမဲ့အချိန်ကန်လောက်ပဲအခု drone တပ်ဖွဲ့အတွက်အင်အားဖြည့်ဖို့ဆိုတော့ထူးချွန်တဲ့တသားသိတွေပြန်ရွေးပြီး ဒုံးတပ်ဖွဲ့ကပို့မှာလို့ပြောပါတယ်။စစ်ကောင်စီကစစ်မှုထမ်းပတ်စဉ်စသုံးအတွက်မေလ18ရက်နေ့မှာရန်ကုန်နေပြီးတော့မေလ17ရက်မှာရှမ်းတောင်နဲ့မေလ19မှာအေယာဝီတိုင်းကလူငယ်တွေကိုတန်တန်းကျောင်းပို့ခဲ့တယ်လို့တန်တန်းနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါတယ်။တန်တန်းကျောင်းတွေကိုလူပိုလုံးပဲရှိသေးတယ်။တချို့ကျောင်းတွေမှာယူနီဖောင်းတွေထုတ်ပေးနေပြီ။တချို့ကျောင်းတွေကတန်တန်းသားတွေအတွက်နေရာထိုင်ခင်းစီစဉ်တာရဲ့အပတ်စဉ်17တန်တန်းဆင်းဖို့လုပ်နေတာကြောင့်အပတ်စဉ်23ဖွင့်မယ့်နေ့ကိုညှိနှိုင်းနေတယ်လို့ပြောပါတယ်။ တစင်တစက်ကွန်စစ်စင်ရေးမှာတိုင်းသားလက်နက်ကင်တက်တွေကဒရုန်းကိုတွန်ကျဲစွာအသုံးပြုပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ကရုရှားနဲ့တရုတ်စီကဒရုန်းတွေဝယ်ကတန်းတန်းတွေပေးပြီးစစ်ပွဲတွေမှာအသုံးပြုလာတာကတော်လန်ရေးအတွက်စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့စစ်ရေးလေးလာသူတယောက်ကသုံးသပ်ပြောဆိုပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကလူတိုင်းမဖြစ်မနေရစစ်မှုထမ်းရမယ့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီးမတ်လ28ရက်နေ့မှာစတင်တင်ပြပေးခဲ့တာခုဆိုရင်အပတ်စဉ်7ရက်ထိရောက်ရှိလာပြီဖြစ်ပါတယ်။